မိဘတွေကိုရဟန်းတကားဖြစ်အောင်သူရဲ့အနုပညာကျေးတွေနဲ့ရှင်ပြုနာတာအလှတော်မင်္ဂလာပွဲကျင်းပပေးခဲ့တဲ့ချုံမမိုင်အေးမြတ်မွန်အားလုံးမင်္ဂလာပါဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်ချုံမမိုင်တချင်းလေးနဲ့အောင်မြလာခဲ့တဲ့မြမတန်ဆင်အစတော်အေးမြတ်မွန်ကမွေးရပါမတန်ဆွမ်းတယောက်ဖြစ်ပေမဲ့လည်းဇွဲမလျှော့ပဲစူးစားခဲ့ရပါတယ်အေးမြတ်မွန်ကအစတော်ဖြစ်ပြီးသုံးနှစ်အတွင်းမှာပဲမိဘတွေအတွက်သိန်းတရာကျော်တဲ့အိမ်လေးတစ်လုံးဝယ်ပေးနိုင်ခဲ့တဲ့လုံအခုလည်းမိဘတွေကိုရဟန်းဒါရိုက်ကဒါရိုက်ကမတွေဖြစ်အောင်ရှင်ပြုနာတာပွဲလေးကိုကျင်းပပေးလိုက်ပါတယ်အေးမြတ်မွန်တို့ရဲ့ရှင် ြုတ်အလှူပွဲကိုမေလ26ရက်နေ့အင်းစိန်မြို့နယ်မှာရှိတဲ့ဖောင်တော်ဦးပရိယတ်တိစာတင်တိုက်မှာကျင်းပခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာတော့အင်းမြောင်မွန်တို့မိသားစုကရှင်လောင်းတွေကိုရှင်သာမဏေနဲ့ဝေပေးခဲ့တယ်လို့ဦးစင်းနဲ့ဝေပေးခဲ့ပါသေးတယ်။အလို့ဒါယကဒါယိကာမတွေဖြစ်မိဘနှစ်ပါးကိုပဲဦးစားပေးပြီးတော့ရေးသားထားတဲ့အင်းမြောင်မွန်ကမိဘတွေဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးလိုက်တာပါ။အလို့ကိုကြီးကြီးကျယ်ကျယ်ကျင်းပဖို့ဆိုတာကတော့မိဘတွေမှာအရင်ကတည်းကရည်မှန်းချက်ရှိခဲ့ပါတယ်။ဒါပေမဲ့စဝိတ်နေရေးအဆင်မပြေတာကြောင့်အလို့ပွဲတွေကိုမကျင်းပနိုင်ခဲ့ပါဘူး။ အေးမြမွန်ကဆော်တော်အဖြစ်အောင်မြင်လာချိန်မှာတော့မိဘတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါတယ်။ဒါကြောင့်မိဘတွေကလည်းအလွတ်တကာတွေဖြစ်ခွင့်ရသွားတာပေါ့။အေးမြမွန်ကရှင်လောင်းနှဲ့ပွဲမှာလည်းကိုယ်တိုင်ပါဝင်ခဲ့ပြီးရိုးရိုးသားသားရှောက်ဖွေလို့ရတဲ့ဝင်ငွေနဲ့မိဘတွေကိုကျေးဇူးဆန္နိုင်ခဲ့ပါတယ်။အေးမြမွန်ကဒီအလွတ်ကိုကျင်းပနိုင်ဖို့အတွက်ငွေကြေးတွေကိုချုပ်တင်စုဆောင်းထားရတာပေါ့။ပွဲမှာလည်းတချင်းလိုက်ဆိုရလေးရှိပြီးရိုးရိုးသားသားရှောက်ဖွေထားတဲ့ဝင်ငွေဖြစ်ပါတယ်။ သူများကိုအသုံးချပြီးမှရလာတဲ့ဝင်ငွေတွေမဟုတ်ဖင်ဖြူစင်တဲ့ငွေနဲ့အလှလုံခွင့်ရတာကြောင့်အခုဆိုရင်တော့အေးမြမွန်ကအလှဒါရိုက်ကမှကြီးဖြစ်သွားပါပြီ။အေးမြမွန်တို့မိဘတွေဟာရင်ကလေးကအိမ်ကားနေခဲ့ရပြီးစားဖို့တော့အနိုင်နိုင်ဖြစ်ခဲ့ရတာပေါ့။စားဝတ်နေရေးအဆင်မပြေလို့အိမ်လာကပေးရမယ့်ရက်တွေရောက်မှကိုစိုးရင်ခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်။ အိမ်ကားကမပေးနိုင်တာကြောင့်အပြောဆိုလဲခံခဲ့ရပြီးမျက်နှာငယ်ခဲ့ရတဲ့ကာလတွေကိုကြော့ဖြတ်ခဲ့ရတာပါ။အောင်မြင်လာတဲ့အေးမျက်မှွန်ကမိဘတွေကိုအိမ်ကားကနဲ့ပတ်သက်ပြီးစိတ်မပူပန်ရအောင်အိမ်ပိုင်လေးတစ်လုံးဝယ်ပေးလိုက်ပါတယ်။မိဘတွေရဲ့အတွက်အိမ်တစ်လုံးအပြင်ရွှေငွေတွေလည်းဝယ်ပေးထားပြီးလိုလေသေးမရှိအောင်ထားတဲ့သူပေါ့။အခုလည်းမိဘတွေဖြစ်ချင်တဲ့အလို့ပွဲကြီးကိုအောင်မြင်အောင်ကျင်းပနိုင်လိုက်ပါတယ်။ငငယ်ကလေးကပြုစုဆောင်ရှောက်ခဲ့တဲ့ဂျေဆုတွေကိုအေးမျက်မှွန်ကစက်ခွင့်ရတော့အချိန်မှာအပြစ်ဝဆက်နေတာဖြစ်ပြီးအတန်းဆွမ်းတယောက်ဖြစ်ပေမဲ့လည်းအမငယ်ခဲ့ပါဘူး။မိဘတွေအပေါ်မှာတိတက်လွန်တဲ့ အေးမြမွန်ကတော့သူရဲ့ပြည်သက်တွေကချီကျွမ်းနေကြတာပါအေးမြမွန်ဟာမတန်ဆွမ်းတယောက်ဖြစ်လို့ငယ်စဉ်ကတော့ပညာရေးမှာအားနေခဲ့ရပါတယ်မတန်ဆွမ်းတယောက်ဖြစ်နေတာကြောင့်မိဘတွေမရှိတော့တဲ့နောက်မှာခက်ခဲမှာကိုစိုးရင်ခဲ့ကြတာပါဒါပေမဲ့ချုံမမိုင်းတချင်းလေးနဲ့နမဲကြီးလာပြီးနောက်မှာတော့အေးမြမွန်ကအဆင်ပြေလာခဲ့ပြီးဘဝတစ်ဆင့်ချိုးပြောင်းလဲသွားခဲ့ပါတယ်တချင်းကိုရေးပေးခဲ့တဲ့ဆရာညောင်တုံးထေဝင်းကိုလည်းအေးမြမွန်ကမွေးနေ့မှာ15သိန်းတန်ပန်းစည်းကြီးနဲ့ကြောခဲ့ပါသေးတယ် အင်းမြတ်မော်ဟာယေရှုတိတက်ယုံတာမကဘဝတူမတန်ဆွမ်းအစိုးတော်ရီကိုလည်းလက်တွဲခေါ်တတ်တဲ့သူပါမတန်ဆွမ်းဖြစ်ရပေမဲ့လည်းအင်းမြတ်မော်ကသူ့ရဲ့အနုပညာခြေရည်နဲ့မိဘတွေကိုမျက်နှာမငယ်အောင်ထားပေးနိုင်ပြီဖြစ်တဲ့အပြင်အလို့တကားတွေပါဖြစ်လာအောင်လည်းလုပ်ပေးနိုင်ခဲ့တာပါမိဘတွေကိုအရှင်ပြုအလို့ပွဲကျင်းပပြီးတော့ယေရှုဆန်နိုင်ခဲ့တဲ့အင်းမြတ်မော်ရဲ့စိတ်ထားကိုသဘောကျရလားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများတော့ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ